မင်္ဂလာပါရှင်အခုဆိုလို့ရှိရင်เนาะညမကဘန်ကောက်မှာ modern style living တခုနဲ့နေလို့ရမယ် lodge project လေးကိုခေါ်သားပေးမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ညမအခုရောက်ရှိနေတာကတော့ Bangkok Boulevard Serena Green Bank မှာရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်အခုလက်ရှိပုံထဲမှာမြင်ရတဲ့အတိုင်းပဲဒီ project မှာဆိုလို့ရှိရင်เนาะအိမ်ပုံစံလေးကို modern ပုံစံလေးဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့မှဒီ wing ကလေးอ่ะဆိုလို့ရှိရင်လည်းအေးချာချာတက်တက်ရဲ့လေးဆောက်လုပ်ပေးထားတာပဲဖြစ်ပါတယ်ရွေးချယ်ကြမှာဆိုလို့ရှိရင်เนาะအိမ်အမျိုးအစားက၄မျိုးအထိရှိမှာဖြစ်ပြီး ီးတော့အကျေအနည်းဆုံးကတော့218ကနေစပြီးတော့ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်ရှင့်ဒီတော့ညီမနဲ့အတူဒီလိုမျိုး modern style living လေးကိုညီမနဲ့တူလိုက်ပြီးကြည့်လိုက်ရအောင်နော်အခုဒီအိမ်ဝင်ခြင်းမှာဆိုလို့ရှိရင်တော့အဲ့ကန်ကြက်ကြက်ကိုပြုတ်လုပေးထားတာကိုမြင်ရမှာဖြစ်ပါတယ် ဒီဘက်မှာဆိုလို့ရှိရင်တော့အလောက်ခန့်အနေနဲ့ပြန်ပြီးတော့ပြုတ်လောက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်။တချို့ကကြတော့လေဒီနေရာမှာညီမတို့ shutter လေးထည့်ပြီးတဲ့အခါကြလို့ရှိရင်တော့အဲ့ခန်းပုံစံမဟုတ်ဘဲနဲ့ညီမတို့ဒါ living ပုံစံလေးပြန်ပြီးတော့ဖွင့်လိုက်တာမျိုးရှိတယ်ပေါ့နော်။ဒါကတော့ကိုယ်စိတ်ကြိုက်ပြင်လို့ရမှာပဲဖြစ်ပါတယ်။အဲဒီဘက်မှာတော့ dining space လေးထားထားပေးတာဖြစ်ပြီးတော့ညီမတို့ဒီနောက်ကိုဆက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီဘက်မှာက kitchen ရှိမယ် အတွက်ကိုတော့ညီမတို့ဒရိုက်လက်ကလေးတစ်ခုထည့်ပေးထားမှာဖြစ်ပါတယ်။ဒါကတော့ကပကင်ကနေပြီးတော့အိမ်ထဲကိုအလွဲတကူဝင်လို့ရမယ့်အပေါက်လေးပဲဖြစ်ပါတယ်။ဆိုတော့ကားရက်ပြီးတော့ရှေ့ကအိမ်ရှိဘောက်ကပဲဝင်ခြင်းဖြစ်ဖြစ်မဟုတ်လို့ရှင်တော့ကပကင်ကနေပဲဖြစ်ဖြစ်ပြန်ပြီးတော့အလွဲတကူအိမ်ထဲကိုဝင်လို့ရမှာပဲဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှင်ရေပေါ်ဒက်ကို တူတူလိုက်ကြည့်အောင်နော်။ အခုညီမလိုက်ပြပေးနေတာကကြတော့299 square meter ရှိတဲ့အကျယ်ဝန်းရှိတဲ့အိမ်လေးဖြစ်ပါတယ်။ဒီ project ရဲ့အားသာချက်ကဘာလဲဆိုရင်ဒီလေကတက်တက်ချင်းမှာဆိုရင်သူက space လေးတခုထားပေးထားတယ်ပေါ့နော်။ဒီ space ကိုညီမတို့ကဒီအလုတ်ကော်နာအနေနဲ့လည်းထားလို့ရသလိုမျိုးညီမတို့ဗုဒ္ဓဘာသာလေးဆိုလို့ရှိရင်တော့ပြားကန်းအနေနဲ့သုံးကြရမျိုးလည်းရှိပါတယ်။ဒါကတော့သူတို့ကတော့အလုတ်စပွဲပုံစံမျိုးလေးပြန်ပြီးတော့ပြုလုပ်ပေးထားတဲ့ပုံလေးပေါ့နော်။ဥပမာကညီမတို့လမ်းလေးကိုလည်းကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ ဒါဆိုလို့ရှိရင်အိတ်ခံအိတ်ခံသူတို့ရဲ့အိတ်ခံကိုဘယ်လိုပြင်ထားလဲဆိုတာလေးလိုက်ကြည့်ရအောင်။အာဒီမှာဆိုလို့ရှိရင်တော့သူတို့ကမှန်ပေါင်းခဲ့တော့သူတို့အလှဆင်ပြထားပြီးရေပေါ့နော်။အာပြီးသွားရင်ဒီဘက်မှာကကြတော့ဒီမှာတို့အိတ်ခံရှိမယ်။အဲဒီမှာဒီအိမ်ကတော့ view ရမ်းလာတယ်ဟိုဘက်မှာတော့ swimming pool view ဖြစ်ပါပေါ့နော်။ ဒီ master bedroom ကိုခက်ကြက်ကြက်ဆောက်ထားတဲ့အထဲမှာဆိုရင်ဒီဘက်မှာအလုံးလုံးလို့ရမယ့် space လေးတစ်ခုပါထည့်ပြီးတော့ထပ်ဆောက်ပေးထားတယ်ပေါ့နော်။နေရာကြက်ကြက်လေးရမှာဖြစ်ပါတယ်။ ရဲ့ show ယူနေမှာဆိုလို့ရှိရင်တော့သူတို့ဒီဒီဘက်မှာအလှပြင်ဖို့အတွက်ပြီးရင်ဒီအဝတ်လေခံလေးလုပ်ပေးထားတာဖြစ်ပြီးတော့မှရေချိုးခန်းမှာဆိုလို့ရှိရင်တော့ဘက်တက်ပါအောင်မှာဖြစ်ပါတယ်ဆိုတော့အိမ်မှာပဲအေးအေးချမ်းချမ်းအနားယူဖို့အတွက်ဆိုတော့ရေချိုးခန်းကြည်ကြည်မှာရေစိမ်းရင်းနဲ့အနားယူလို့ရအောင်မှာဖြစ်ပါတယ်ရှင်ဟေးဒါဆိုလို့ရှိရင်နောက်အခန်းကိုဆက်သွားမယ်နော် ဒီဘက်အခန်းလေးကဆိုလို့ရှိရင်တော့ဒါလည်း master bedroom အနေနဲ့ပဲထားပေးထားတာဖြစ်တယ်။ဒီခန်းကတော့ခုနက master bedroom လောက်တော့မကျေဘူးဆိုပေမဲ့ရေချိုးခန်းအိမ်သားနှစ်ယောက်ကတော့ AAC ဖြစ်ကြုံဝင်နေလို့ရမှာဖြစ်ပါတယ်။ ါဆိုလို့ရှိရင်ဒီအိရဲ့နောက်ဆုံး master bedroom တစ်ခုကိုဝင်ကြည့်လိုက်မယ်နော်ဒီမှာဆိုလို့ရှိရင်လေဒီနှစ်ယောက်အတွက်ကို master bedroom ကြည်ကြဲလွန်းလွန်းအေးစီစီနေလို့ရမယ့်ဟာမျိုးလေးထားပေးထားတယ်ရချိုးကန်အိမ်သားလေးတစ်ခုပါပဲပေါ့နော် ဒီအိမ်လေးရဲ့ထူးခြားချက်ကိုပြောပြပါဆိုလို့ရှိရင်တော့ဒီမြမာတွေသဘောကျမယ်ဖျားခန်းအတွက်ကိုထပ်ပြီးတော့တည်တံ့ခေါင်းစားကြမလို့ဘူး Master Bedroom အကျယ်ကြီးတစ်ခုရယ် Master Bedroom နောက်ထပ်နှစ်ခုပေါ့နော်အော်နှစ်ခုဆိုတာအရင်တော့မသေးပါဘူးသူ Master Bedroom နှစ်ခုရယ်ဆိုအပေါ်မှာကတော့အိမ်ခန်း၃ခန်းရှိသွားမယ်အောက်မှာကကျတော့ဒီအိမ်ခန်းရှိမယ်မိဖို့ကြောင်ရှိမယ်ဒါပြီးသားလို့ရှိရင်တော့ဒီမတို့အိမ်ခန်းပုံစံမျိုးလေးထပ်ပြီးတော့လောက်ခါမြန်မာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိသားစုဥယျာဉ်များတဲ့အာပြီးတော့ဒီ ကြည်ကြဲဝမ်းမဲလေးနေချင်တယ်မာရှာဘက်ရောများလာလေးကိုကြိုက်တယ်ဆိုရင်တော့ဒီအိဒီယာဆင်ပြပါရရှင်ဒါဆိုလို့ရှိရင်နောက်ထပ် project ဒီမှာထပ်ပြီးတော့တွေ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်